thank you မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပြည်ပရောက်မြန်မာများပြည်ရင်းကိုပြန်လည်ဝင်ရောက်ခြင်းမရှိရောလို့အခြေခံအလို့သမားရိအားလုံးပြည်ပကိုစေလွတ်မှုအကန့်အသတ်မရှိရပ်ဆိုင်ထားတဲ့အကြောင်းတင်ဆက်ပေးပါမယ်ကျွမ်းကျင်လုံသားနယ်ဂျီတူဂျီအစီအစဉ်ရာအလို့သမားရိကိုသာစစ်ကောင်စီကစီစစ်ပြီးပြည်ပထွက်ခွင့်ပြုနေရလို့သိရပါတယ်ပြည်ပရောက်မြန်မာများပြည်ရင်းကိုပြန်လည်ဝင်ရောက်ခြင်းမရှိရောလို့အခြေခံအလို့သမားရိအားလုံးပြည်ပကိုအကန့်အသတ်မရှိရပ်ဆိုင်ထားလိုက်ပြီးကျွမ်းကျင်လုံသားနယ်ဂျီတူဂျီအစီအစဉ်ရာအလို့ သမားတွေသာဖိပါထွက်ခွင့်ပြုနေကြောင်းနေပြည်တော်အလုသမားဝင်ကြီးဌာနသတင်းအရှင်မြစ်ကပြောဆိုပါရယ်ဖေဖော်ဝါရီလ14ရက်ကစတင်ပြီးဖိပါကိုအလုသမားတွေစီလွမှုအားလုံးယာယီရဆိုင်ထားခဲ့ကြောင်းအဲဒီနောက်ကျွမ်းကျင်အလုသမားတွေနဲ့ဂျီတူဂျီအစီအစဉ်ရာအလုသမားများစီလွမှုတွေကိုအလုသမားဝင်ကြီးဌာနကစီစစ်ခွင့်ပြုပေးလျက်ရှိကြောင်းအခြေခံအလုသမားတွေဖိပါကိုစီလွမှုကိုတော့ယာယီအားဖြင့်ရဆိုင်ထားကြောင်းအထူးသဖြင့်ဖိပါကိုထွက်ခွာရမှာအထူးကကြတဲ့ဖိပါအလုကိုင်းအလုသမားတတိကံကပ် OWIC ထုတ်ပေးမှုကိုအခြေခံအလို့သမားများအားလုံးအတွက်ရှားရီအားဖြင့်ရက်ဆိုင်ထားကြောင်းသိရပါသည် OWIC ကကျွမ်းကျင်အလုပ်သမားတွေနဲ့ G2G အစိုးရအစီအစဉ်နဲ့ပြည်ပထွက်မဲ့အလုပ်သမားတွေကိုခွင့်ပြုပေးနေပါတယ်။ပြည်ပကိုအခြေခံအလုပ်သမားတွေတာရောက်ခွင့်နဲ့ OWIC ကတ်ထုတ်ပေးမှုကိုတော့အခုချိန်ထိအကုန်ရပ်ဆိုင်းထားပါတယ်။ဘယ်တော့ပြန်ဖွင့်မလဲမဆိုတာ NASA ကထိပ်ပိုင်းကအဆုံးဖြတ်ပေးမှဖြစ်ပါတယ်။အဓိကပြဿနာဖြစ်နေတာကပြည်ပရောက်မြန်မာတွေကအခွန်ငွေနဲ့အပြည့်အဝမဝင်တဲ့လို့ပြည်ရင်းကိုပြည်ပရောက်မြန်မာတွေပြန်လည်ဝင်ရောက်မှုကအင်မတန်ကိုမှနည်းနေပါသေးတယ်။အဲ့ဒီနောက်ဆက်တွဲကအလုပ်သမားရှာပါမှုနဲ့လူစွမ်းအရင်မြင့်ဆုံးရှုံးမှုဖြစ်နေပါတယ်။ ်အခုလက်ရှိဖြစ်ပျက်နေတဲ့အခြေအနေတွေက NASA ကဥက္ကဋ္ဌမင်းအောင်လိုင်ညွန်ကြားချက်နဲ့အညီဖြစ်နေတာပါလို့နေပြည်တော်အလုတ္တမဝင်ကြီးဌာနသတင်းအရှင်မြစ်ကပြောဆိုပါတယ်မင်းအောင်လိုင်ကဇန်နဝါရီ31ရက်နေ့မှာထိုင်းနိုင်ငံဆိုင်ရာမြန်မာတမ်မန်ကြီးချစ်ဆွေကိုအလုတ္တမဝင်ကြီးဖြစ်ပြောင်းလဲခံပြီးရဲ့နောက်ပြည်ပကိုအလုတ္တမစေလွှမှုတွေကိုဖေဖော်ဝါရီလ14ရက်နေ့မှာစတင်ပြီးယာယီရက်ဆိုင်ခဲ့ခြင်းဖြစ်ပါတယ်လက်ရှိဂျပန်နိုင်ငံကိုကျွမ်းကျင်အလုတ္တမတွေရုရှားနိုင်ငံကိုကျွမ်းကျင်အလုတ္တမတွေနဲ့လာအိုနိုင်ငံကိုဂျီတူဂျီအလုတ္တမတွေကိုအလုတ္တမ ါဝင်ကြီးကိုရိုင်းစစ်စစ်ပြီးထွက်ခွာခွင့်ပြုကြောင်းဒါ့အပြင်အခြေခံအလုပ်သမားတွေကိုတော့ OWIC ကထုတ်ပေးခြင်းနဲ့ပြည်ပထွက်ခွာခွင့်အားလုံးရရဆိုင်ထားကြောင်းသိရပါတယ်။ နေပြည်တော်မှာဖေဖော်ဝါရီလ17ရက်နေ့ကပြုလုပ်ခဲ့တဲ့စစ်ကောင်စီစီဝေးမှာမင်းအောင်လိုင်ကမြန်မာနိုင်ငံမှာနိုင်ငံသားငွေခက်ခဲဖြစ်နေပြီးပြည်ပရောက်အလုတ်သားတွေထံမှာကောက်ယူရရှိရဲနိုင်ငံသားငွေမှာလည်းရရှိတင်သလောက်မရကြောင်းပြောဆိုခဲ့ပါတယ်။ဒါအပြင်ဇန်နဝါရီ18ရက်နေ့နေပြည်တော်မှာပြုလုပ်တဲ့စစ်ကောင်စီစီဝေးမှာမင်းအောင်လိုင်ကမြန်မာနိုင်ငံရဲ့လူဦးရေအနည်းနဲ့ကြာဆင်းသွားကြောင်းလူဦးရေကြာဆင်းရခြင်းမှာအကြောင်းမျိုးမျိုးနဲ့ပြည်ပနိုင်ငံတွေကိုထွက်ခွာသူများပြားလာခြင်းအကြောင်းမျိုးမျိုးကြောင့်တည်ဆောင်းသူများရှိခြင်းနဲ့မွေးဖွားနှုန်းကြာဆင်းခြင်းတို့ကြောင့်ဖြစ်ကြောင်းလူဦးရေကြာ စင်မှုနဲ့အတူပြည်ရင်းလုံသားတွေကလည်းရှားပါနေကြောင်းထုတ်ပေါ်ပြောဆိုခဲ့ပါရယ်နောက်ထပ်တစ်ပုတ်အနည်းနဲ့ပြန်ပို့ငွေမတင်ပြနိုင်တဲ့အေဂျင်စီ40နီးပါးကိုအရေးယူပို့စစ်ကောင်စီပြင်ဆင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်ပြည်ပရောက်အလို့သမားတွေထံကနေပြန်ပို့ငွေအထောက်အထားမတင်ပြနိုင်တဲ့အေဂျင်စီ39ခုကိုမလ10ရက်နေ့မှနောက်ဆုံးထားပြီးမတင်ပြနိုင်ရင်အလို့ခေါ်စာအသစ်တင်ပြခွင့်ကိုဆိုင်းငံ့ပြီးထန်စည်းပါပေးဆောင်ရမှာဖြစ်တယ်လို့စစ်ကောင်စီလက်အောက်ခံအလို့သမားဝင်ကြီးဌာနကမလ9ရက်နေ့ကထုတ်ပြန်ပါတယ်ပြီးခဲ့တဲ့2024ခုနှစ် ဲ့စက်တင်ဘာလကလည်းအလုံသမားရီရဲ့ပြန်ပို့ငွေစီရင်မပြနိုင်တဲ့အေဂျင်စီ146ခုကိုစစ်ကောင်စီတပ်ကပိတ်ဆို့အရေးယူမှုတွေလုပ်ခဲ့ပါတယ်။ လုံခြုံရေးရာအမည်မဖော်လိုတဲ့ရန်ကုန်မြို့ကပြည်ပလုပ်ကိုင်အေဂျင်စီတာဝန်ရှိသူတအုပ်ကတော့စစ်တပ်အာဏာသိမ်းပြီးနောက်အလုသမားစီလူတဲပေါ်မူဝါဒမျိုးစုံပြောင်းလဲနေတာကြောင့်အခက်အခဲတွေတွေ့နေရတယ်လို့ပြောပါရယ်စစ်တပ်အာဏာသိမ်းပြီးကလေးကအေဂျင်စီတွေအကုန်လုံးဒီဘကအဆင်မပြေတော့တာပါဗျာအလုသမားဝင်ကြီးတွေအသည့်ပြောင်းလဲလာတိုင်းလေမူဝါဒတွေပြောင်းနေတယောက်တမှုလို့ကိုဖြစ်နေတာပြီးခဲ့တဲ့နှစ်စက်တင်ဘာလထဲမှာလည်းခုလိုပဲပြည်ပထွက်ခွာတဲ့အလုသမားတွေကငွေမပို့လို့ဆိုပြီးအေဂျင်စီတရားရောအရေးယူခံလိုက်ရသေးတယ်အပြင်ဘက်ရောက်သွားတဲ့အလုသမားတွေအဆင် င်ပြင်းရင်ဒါသူတို့စစ်ကောင်စီကလိုက်လုံမပေးတာအပြင်ဘက်ကအလုံသမားတွေ ချွေးနဲ့သွေးနဲ့ရှာထားတဲ့ငွေတွေကြလိုချင်နေအဆင်မပြေပါဘူးဗျ။ပြီးခဲ့တဲ့ဖေဖော်ဝါရီ3ရက်နေ့ကလည်းစစ်ကောင်စီကိုအခွန်မဆောင်တဲ့အတွက်ပြည်ပလုတ်ကင်အေဂျင်စီတရားကျော်123ခုကိုလုပ်ငန်းလုတ်ကင်ခွင့်ဆိုင်းငံ့ခဲ့တယ်လို့သူကပြောပါရယ်။စစ်ကောင်စီတပ်ကပြည်ပရောက်အလို့သမားတွေရဲ့လုကလာစာတွေက25ရှာခိုင်းနှုန်းကိုတလချင်းဒါမှမဟုတ်3လတစ်ချိန်တရားဝင်ဗန်စနစ်ကနေတစင်လွှဲပို့ဖို့ညွှန်ကြားထားပြီးမလိုက်နိုင်ရင်အဲ့ဒီအလို့သမားကိုနောက်တစ်ချိန်ပြည်ပထွက်ခွင့်3နှစ်ပိတ်မယ်လို့စစ်ကောင်စီကပြီးခဲ့တဲ့2023ခုနှစ်ကထုတ် ်ပြန်ထားပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးအသေးစိတ်မေးမြန်းနိုင်ဖို့စစ်ကောင်စီရဲ့အလုံသမားဝင်ကြီးဌာနကိုသတင်းဌာနကဆက်သွယ်ခဲ့ပြီးမြဖုန်းနဲ့လက်ခံဖြေဆိုတာမျိုးမရှိပါဘူး။နောက်ထပ်တပုံနီနဲ့စိန်ခေါ်မှုတွေကြားကတအောင်းဒေသမှာစာတင်ကြောင်းတွေတိုးချဲ့ဖွင့်တဲ့ကြောင်းတင်ဆက်ပေးပါမယ်။ တောင်မျိုးသားလူမျိုးရေးတပ်မတော် TNL ထိန်းချုပ်နေမြေတွေကကလေးတွေကိုပညာသင်ကြားပေးနိုင်ဖို့အတွက်တောင်ရက်ဖတ်ဖွဲ့စည်းပြီးဖုံတော်ကြီးတွေနဲ့ TNL တို့ပူးပေါင်းပြီးတောင်ပြည်ပညာရေးကောင်စီ TLEC ကိုဖွဲ့စည်းထားပါတယ်2020 2023ပညာသင်နှစ်ကစလို့ TLEC ကအခြေခံပညာကျောင်း300ကျော်ဖွင့်လှစ်ပြီးတောင်ဒေသကကလေးတွေကိုပညာသင်ကြားပေးခဲ့ပါတယ်2024 2025ပညာသင်နှစ်မှာတော့အခြေခံပညာကျောင်းပေါင်း600ကျော်ထိဖွင့်လှစ်နိုင်ခဲ့ပြီးဆရာဆရာမ300 1500ကျောင်းသားကျောင်းသူ6000ခွဲကျော်ကိုပညာသင်ပေးနိုင်တယ်လို့ TLEC ကပြောပါတယ်။ လာမယ့်နှစ်မှာတော့ကျောင်းတွေထပ်မံတိုးကျဖွင့်လှစ်ဖို့စီစဉ်နေပါတယ်လို့ DNL ပြောခွင့်ရသူလွင်ရီဦးကပြောပါတယ်။ဒီနှစ်ကထပ်တိုးမဲ့မြို့နယ်ဆိုရင်2029အပိုင်းနှစ်မှာသိမ့်ပိုင်နိုင်ခဲ့တဲ့မြို့ငါမြို့ကိုကျမတို့တိုးကျဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ DNL ထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကနန်းဆန်မန်တုံနန်းမတူနန်းခမ်းခွက်ခိုင်တီဘောကြောင့်မဲနောင်ချုံမိုးကုန်းနဲ့မိုးမေမြို့နယ်တွေမှာလာမယ့်ပညာသင်တဲ့အတွင်အခြေခံပညာစာသင်ကျောင်းပေါင်း900ကျော်ဖွင့်လှစ်နိုင်ဖို့စီစဉ်နေတာပါ။ကျောင်းတွေတိုးကျဖွင့်လှစ်ဖို့အတွက်ဆရာဆရာမ1500ကျော် ်ယူသွားမယ်လို့ဖေဖော်ဝါရီလ22ရက်ကကြေညာထားပါတယ်။ဆရာဆရာမတထောင်ကိုရက်သားတွေကခေါ်ယူမှာဖြစ်ပြီးကျန်တဲ့900ကိုတော့တနိုင်ငံလုံးမှာရှိတဲ့အကြမ်းမဖက်အာဏာဖီဆိုင်ရေးလှုပ်ရှားမှုစီရီယံမှာပါဝင်တဲ့ဆရာဆရာမတွေကိုခေါ်ယူမယ်လို့ဆိုပါတယ်။တအောင်ဒေတာပညာရေးစတင်ဆောင်ရွက်ကလေးကစီဒီအန်ဆရာဆရာမတွေရဲ့ပူပေါင်းဆောင်ရွက်မှုနဲ့စတင်ခဲ့တာဖြစ်ပြီးတအောင်ဒေတာမှာဖွင့်ခဲ့တဲ့အကြောင်းတွေမှာစီဒီအန်ဆရာဆရာမတထောင်ကျော်ရှိရလို့လေအဲ့ဒီဒေတာမှာအကြောင်းဆရာဖြစ်တာဝန်ထမ်းဆောင်နေတဲ့စီဒီအန်ဆရာဦးသက်ပိုင်ထွန်းကပြောပါတယ်။တအောင် င်းဒေတာပညာရေးအတွက် CDN ရဲ့ပူပေါင်းမှုအများကြီးလိုအပ်နေတယ်လို့ CDN စီရဦးသက်ပိုင်ထုံးကပြောပါတယ်။တိုင်းသားဒေတာတွေဖြစ်တဲ့တောင်ပြည်တွင်မှ CDN ရဲ့ပူပေါင်းဆောင်ရွက်မှုတွေကအများကြီးလိုအပ်နေပါတယ်။ဒီမှာလည်းမိသားစုဆန်ပြီးတော့လူမြောက်ဒေတာတခုမှဆောင်ရွက်ခင်ရတဲ့အခွင့်အရေးကကျွန်တော်တို့ပညာရေးနဲ့ရှင်သန်ခြင်းနဲ့ CDN တွေအတွက်တော့တကယ်ကိုအခွင့်ကောင်းခါကောင်းဖြစ်ပါတယ်။တောင်ဒေတာမှာကျောင်းနေဖွင့်လင်းတင်ကြားနေပြီးမြေသူတို့အတွက်စိန်ခေါ်မှုတွေတော့ရှိနေပါတယ်။လေကျောင်းအန်ရည်နဲ့အရင်မြင့်ကတ်သက်ချက်တွေကစိန်ခေါ်မှုလို့ TN EC ပြောရေးဆိုခွင့်ရှိသူမိုင်းတင်အောင်ကပြောပါတယ်။လက်ရှိကာလမှာစိန်ခေါ်မှုမျိုးမျိုးရှိပါတယ်။ကျွန်တော်တို့မှာလည်းအရင်းမြစ်တွေပေါ့နော်။အရင်းမြစ်အကန့်အသတ်တွေလူသားအရင်းမြစ်တွေဘတ်ဂျက်အကန့်အသတ်လေးတွေရှိနေတော့စိန်ခေါ်မှုရှိပါတယ်။ကျွန်တော်တို့မှာအမြဲတမ်းចောင်းသူចောင်းသားတွေအတွက်ရောဆရာဆရာမတွေအတွက်ရောကျွန်တော်တို့ကအချိန်မီလေးချောင်းရံအတွက်ကတော့ဘေးကင်းလုံခြုံဖို့အတွက်ဆောင်ရွက်ခဲ့ရတဲ့စိန်ခေါ်မှုရှိပါတယ်။လေးချောင်းတိုက်ခိုက်မှုကကြီးမားတဲ့စိန်ခေါ်မှုဖြစ်နေပြီးမြေကလေးငယ်တိုင်းပညာရေးလက်လန်းမိနိုင်ဖို့နဲ့ပညာသင်ကြားခွင့်ရနိုင်ဖို့ဆိုတဲ့ဥတီချက်တွေကြောင့်ကလေးငယ် ွင်မထင်ခိုက်အောင်နဲ့ထိခိုက်မှုနဲ့အောင်မြေပြင်မှာဆောင်ရွက်နေရတဲ့ဆရာဆရာမတွေနဲ့ချိန်ဆက်ပြီးဆောင်ရွက်နေရလို့မိုင်းတိန်အောင်ကပြောပါတယ်။ တိုင်ပွဲကလာဖြစ်တာကြောင့်ကလေးအလုံးကြောင်းမတက်နိုင်သေးဘူးလို့လည်း DNL ပြောရေးဆိုခွင့်ရသူလွေရီဦးကပြောပါရယ်လက်ရှိကတော့ကျမတို့ဖွင့်ထားတဲ့အကြောင်းမှာဆိုကလေးတွေတချို့ကတက်နေတယ်တချို့ကလည်းတိုင်ပွဲကလာအလျောက်လုံခြုံရေးအခြေအနေအရကြောင်းလာတဲ့ကလေးတွေလည်းရှိပါတယ်လာမယ့်နှစ်မှာတော့ကျောင်းတွေတိုးချဲ့ဖွင့်လှစ်ဖို့စီစဉ်ထားပြီးမြန်အလုံးကတော့လုံခြုံရေးနဲ့ဒေသတည်ငြိမ်ပုံမှုတည်ပြီးတော့ကလေးကျောင်းတက်နှုန်းကဒီလိုပဲခံမနိုင်တာဖြစ်ပါတယ် TNEC ကဖွင့်ထားတဲ့အခြေခံပညာနဲ့အစစ်မြင့်ပညာကျောင်းတွေအတွက်အမျိုးသားညီညွတ်ရေးဆိုရ NUG ပညာရေးဝန်ကြီးဌာနနဲ့ချိန် းဆက်မှုရှိပြီးမယ်စီမံခန့်ခွဲမှုအပိုင်းကိုတော့ TNEC ကဆောင်ရွက်နေရလို့ဆိုပါတယ်ဆရာဆရာမတွေရဲ့ကန့်သက်ရှိတဲ့လုံလောက်မှုတွေမပြည့်နိုင်သေးဘူးလေကြောင်းရန်တိုက်ခိုက်မှုတွေဒါတွေကကလေးငယ်တွေပညာသင်ကြားနိုင်ဖို့အဟန့်တားဖြစ်တဲ့အခြေခံပညာပြီးဆုံးသွားရင်အစစ်မြင့်ပညာရေးအတွက်အခြားတိုင်းရင်းသားဒေသတွေကအစစ်မြင့်ပညာကျောင်းတွေနဲ့လည်းချိတ်ဆက်ထားတယ်လို့ပြောပါတယ်